ကဲဒီတယောက်ကိုတိကျတာမတည်ဘူးလိုင်းပေါ်မှာတူလဲဆယ်စီတယောက်ပဲဒါပေမဲ့ကျွန်တော်ဝင်ကြည့်သူကစကားပြောတာအေးအေးညောင်းပြောတယ်ဒါပြောတာဒီကလုံးဝလွဲမှားနေတယ်ရဘာဖြစ်လို့လွဲမှားတာလဲဆိုတော့ဒီမှာကြည့်လိုက်သူပြောထားတဲ့ဗီဒီယိုဖိုင်သူဒီနေ့ဘာဖြစ်လို့ကျွန်တော် reaction လုပ်ချင်တာဆိုတော့သူတို့ကတူစစ်မှုထမ်းတယ်ဆိုပြီးတော့ပို့တင်ထားတာတွေ့လို့ဒါဝင်ကြည့်လိုက်တဲ့ချိန်မှာသူတခါပြောထားတယ်သူပို့အကောင့်မှာပင်ထိုးထားတယ်နော်အဲ့ဒီဟာလေးတွေတွေ့လို့ဒီမှာကျွန်တော်ပြမယ် ကျမ်းပါတော့မြို့မှာ AC တောမှာပြည်လက်ရှိနိုင်ငံရေးခုမြို့တွေလည်းကြည်လိုက်ဘယ်မြို့ရဲ့ကြီးကြီးပေါ့နော်ခုဆိုလို့ရှိရင်လောကအားလုံးကငကိုငကိုတိုင်းချစ်ခဲ့နိုင်ငံရေးချစ်ခဲ့တယ်လို့ပြောမယ်ဆိုတော့ဘယ်လိုမှညောင်းမလို့အားလုံးအစီအစဉ်တိုက်ရိုက်ပြီးသူ့နဲ့ဒီပုံမှန်လေးဖက်သွားပြီးမြို့မှာဒါပြဿနာပါလဲဆိုကြအခုတောတွေအညာဒေသတွေမှာခွေပြို့ပြီးနေရတဲ့ပြဿနာအဲ့ဒါအဲ့ဒီအကြောင်းရင်းဒါသူပြောရတာဆိုတာသူတက်ကကျွန်တော်ကြည့်ရတာတော့20ကျော်လောက်ပြီထင်ပါတယ်เนาะ 20တောင်မှ24ငန်းတက်လောက်ရှိပြီလားလို့နော်သူပြောရတဲ့ဇာတ်ကအဲ့ဇာတ်ကလုံးကြောင့်ကျွန်တော်ဒီ video fundraising လုပ်နေတာမြို့မှာ AC တော်မှာပြည်လက်ရှိတော်လှန်ရေးတဲ့သူပြောရတာသူပြောရတယ်နော်မြို့မှာ AC ပဲအဲ့တော့ကျွန်တော်အမြဲပြောနေကြတယ်အဲ့ဒီအညာဒေတာမှာအပါအဝင်လက်ရှိရခိုင်ဒေတာအညာဒေတာရှမ်းပြည်နယ်လေရင်နဲ့ဘုံကျဲတဲ့အိမ်တွေမီးရှို့ကထိတဲ့ရွာသားတွေပြေးနေတာသူပြောတာသူကိုယ်နဲ့ပြောရအောင်နော်ပြေးနေရတယ်ဆိုတာ ဲ့ဒီရွာသားတွေပြေးနေရတာဒီဘဒူကသွားပိုက်လို့အဲ့ဒီဒေတာတွေမှာဘဒူတွေစိုးမိုးထားတယ်တော်လိုင်းလက်နက်ကင်အဖွဲ့တွေနော်ဟုတ်တယ်နော်အဲ့တော့တော်လိုင်းလက်နက်ကင်ဒေတာတွေမှာစစ်တဲ့ပြစ်လို့ပြည်သူတွေပြေးနေရတာဒီဘဒူတိုက်လို့မြို့စိုးမိုးထားတယ်စစ်တပ်ကသွားပိုက်လို့အဲ့ဒီစစ်တပ်ကသွားမပိုက်လို့ရှင်အဲ့ဒီတော့ရှိတဲ့ပြည်သူတွေပြေးကြအကြောင်းရှိတာမရှိဘူးဟုတ်တယ်နော်ဒီမြို့မှာအေးအေးဆေးဆေးဖြစ်နေတာဒီဘဒူကလာမတိုက်လို့ ဒီတော်လိုင်းအင်အားစုတွေကလာမတိုက်လို့ဟုတ်တယ်နော်လာတိုက်လို့မရလို့မတိုက်တာမရတာမဟုတ်ရတယ်လေတော့ဒီအယူဂျီတို့တိုင်းနာလက်နက်ကိုင်းတို့မပြောနဲ့တာမန်ကျွန်တော်တို့တာမန်ထောက်ဖို့ပြည်သူတော်ရန်ကုန်မြို့လိုဟာမျိုးမန္တလေးမြို့ခွဲချပလိုက်လို့ရတယ်လွန်လွန်လေးဆိုတော့ဒါပေမဲ့တူရဲ့အတိတ်တရားက तू မမီတော့သူစိတ်ထဲမှာလူပဲအမြင်ပေါ့အာဟုတ်တယ်မြို့ तू ပြောရတယ်လေအခုမြို့မှာတော်လိုင်းမဲ့ ဘာမှဖြစ်ခဲ့အတိုင်းပဲစီဟာတိုင်းညိုင်တတုလို့အတွေးခေါ်ရှိတဲ့လူတွေအများကြီးရှိတယ်တတုတွေးတာမှန်လားကျွန်တော်ပြောတာမှားလားဟုတ်တယ်နော်မြို့မှာအေးဆေးဖြစ်နေတာဒီဘသူတွေလာမတိုက်လို့တော်လန်ရင်အင်အားစုဘက်ကမတိုက်လို့မြို့ကိုဘာမှမလုပ်လို့အေးနေတာလေအခုမြို့မှာထားပြီးအုံကွမ်းဒုံပိုင်းခြားခြားကြီးပါတာမြို့အေးလို့ရမလားမရဘူးဟုတ်တယ်မလားရှင်းရှင်းလေးအဲ့တော့တော်မှလက်ရှိ နော်အာဟုအမြဲတွေ့မှာပါအထုတ်သေးပလောင်းတွေခွေးတွေနွားတွေခလေးတွေနဲ့တွေ့လို့ပလောင်းတွေ့လို့တွေ့လို့ဆိုင်ကကြီးလူကဆိုင်ကနဲ့ပြည့်ချက်ချင်းနေရစပါတယ်နော်နွားလည်းရှိလူကနွားလည်းပြည့်ညဘက်ကြီးအချိန်မတော်မှောင်မှောင်ထဲမှာတရွာလုံးအုပ်လိုက်ကြီးပြေးနေကြတာဒါတွေအားလုံးကတိုက်ပွဲဖြစ်လို့ပြေးတယ်ဆိုတာစစ်တပ်စစ်တောင်းထိုးလာလို့ပြေးရတာဒါပဂတိမြေပြင်မှာဖြစ်နေတဲ့အမှတ်တရားဟုတ်တယ်နော်အဲ့တော့အကြမ်းဖက်အကြမ်းဖက်လို့ပြီးခေါ်နေတာတော်လိုင်းအင်အားစုဘက်ကစစ်တောင်းထိုးလို့ ရွာလုံးကျွထွက်ပြေးရတယ်ဆိုတော့ဒေတာခင်ဗျားတို့ကြားဘူးလားဒါပေမဲ့စစ်တပ်စစ်ကြောင်းထိုးရင်ရွာလုံးကျွမဟုတ်ဒီတကြောမှာလေးရွာရှိလေးရွာဆယ်ရွာရှိဆယ်ရွာအကုန်လုံးပြေးရသူပြောတယ်အညာဒေတာပြေးနေရဆိုအဲ့ဒါပဲအဲ့ဘလူးကြောင့်ပြေးရဒီစစ်တပ်ကြောင့်လေရှင်းနေတယ်နော်ဖေကအဲ့တော့သူပြောရတဲ့စကားဆန္ဒထားပြီးဒီမှာအခုအခုတူသူ့အတူစစ်မှုထမ်းဥပဒေအဲတဲဝင်မယ်ပေါ့နော် ုတ်ပါတယ်ကျွန်တော်မကြခင်စစ်မှုထမ်းတော်မှဖြစ်ပါတယ်ခုကကျွန်တော်အပတ်စဉ်စကူဖြစ်ပါတယ်ဒါပေမဲ့စကူထဲမှာတော့မဟုတ်ပါဘူးကျွန်တော်အပတ်စဉ်20မှာစပြီးတာဝန်ထမ်းဆောင်တော်မှဖြစ်ပါတယ်အောက်ကပုံလေးကတော့ကျွန်တော်ရုပ်ကွက်မှာရှိရအောင်ချုပ်ယူမှုကိုကျွန်တော်ကိုယ်တိုင်ဝလမမိတ်တူအင်အောင်စရာမိတ်တူမှတ်ပုံတွေမိတ်တူနဲ့တွားပြီးတော့ခုလာမယ့်အပတ်စဉ်20မှာစစ်မှုထမ်းရင်လိုပါဆိုပြီးတတိယစာနဲ့ request လုပ်ခဲ့တာဖြစ်ပါတယ်အော်ဘွယ်လက်မှတ်နဲ့ဘာနဲ့ပါပြီးဆိုတဲ့ကရှေ့တန်းမှာအသေးခံနဲ့အောက်ခြေအဆင့်ဝင်ရတာမဟုတ်ဘူးလေ ဟုတ်တယ်မလားဒီကာလမှာ DSA ဖြေမဲ့လူမရှိလို့အသေးအံအမှတ်တွေနှိပ်ပြီးခေါ်နေရတယ်လေကျွန်တော်တို့အရွယ်တွေဆယ်တန်းအောင်တဲ့အချိန် DSA တတ်မှတ်ချက်အရေးအရင်းကအမှတ်ပေါင်းဘယ်လောက်လဲအခုဒီနေ့ခေတ်မှာ DSA တတ်မှတ်ထားတဲ့အရေးအရင်းအမှတ်ပေါင်းဘယ်လောက်လဲအဲ့ဒါအခြေပဲလေဝင်တဲ့လူမှမရှိတာဟုတ်တယ်မလားအဲ့ဒါပဲအဲ့တော့စစ်တပ်ထောက်ကနေလူပြောက်ကတော့ဒါဝင်မှာပေါ့ပုံဝင်လောက်မှလေဒါပေမဲ့သူမတိတာကပါလေသူ့အောက်ကကွန်မန်းတွေမှာကျွန်တော်ဖတ်ပြကြည့်ပါ ခုရာပြပြနေနာမှာမလားအဆုံယူဖို့ကိုခွင့်တိုင်းပြီးတော့ကျွန်တော်မန်ဒေးအနေနဲ့တက်ဖို့လဲချေလိုပါဆိုပြီးကျွန်တော် request ထုတ်ခဲ့ရဖြစ်ပါတယ်အဲကျွန်တော်နိုင်ငံရေးကြောင့်တွေတဲ့ video တွေများကကျွန်တော်ရက်ဆွဲတွေ date တွေတက်လို့မရှိပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြောရနိုင်ငံရေးကြောင့်တွေဒီအဲဘယ်ချိန်မှနောက်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 မလို့အတွေ့အကြုံရတယ်လို့ကျွန်တော်ညွှန်လင်းနေတဲ့ကြောင့်ကျွန်တော်ရက်ဆွဲမထည့်ပါဘူးအဲဒါပေမဲ့ကျွန်တော်ဒီ video တွေကိုတော့ကျွန်တော်ဘောရအမှတ်တရဖြစ်တဲ့ကြောင့်ရက်ဆွဲလေးထည့်လိုက်ပါတယ်အဲကျွန်တော်ဒီလိုဆုံးဖြတ်ရတာအကြောင်းရင်းနှစ်ခုကြောင့်ဖြစ်ပါတယ်ပထမအကြောင်းရင်းကျွန်တော်ဒီ2024အစပိုင်းကနေက ိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီဝေးပြီးကျွန်တော် share လုပ်ခဲ့ရတယ်။အဲ့ဒါတစ်နှစ်ပေါ့နော်။ဒါကကျွန်တော်တို့ TikTok account အသစ်ဖြစ်ပါတယ်။ကျွန်တော်အရင် account ဟောင်းတစ်ခုရှိပါတယ်။ဒါကိုတည်တဲ့လူတွေပြီးပါတယ်။အဲ့ဒီမှာလည်းကျွန်တော်တို့ဒီကျွန်တော်ပြောတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကြီးစုတူတန်းချီပြီးရှိခဲ့ပါတယ်။အခု2025မှာကျွန်တော်ဒါ TikTok account ဖြစ်ပါတယ်ဒီ account မှာလည်းကျွန်တော်နိုင်ငံနဲ့ပတ်သက်တဲ့ပြောရတဲ့စာတွေကိုတရှိသူတွေအများကြီးရှိတယ်ပေါ့နော်အဲဒါ tactic သူကမှလည်းကျွန်တော်ဖတ်ပြမယ် ဟုတ်တယ်တဲ့အမတ်တရရိုက်တာကောင်းတယ်မတည်ခင်ရိုက်ရတာကောင်းရမှာရောက်ပါစေအကိုနာရေးပါတခါတည်းဖိတ်ခဲ့လေတော်တယ်ကွာတခုတော့ပြောချင်တယ်ငါမဝင်ငါမကြိုက်ဘူးနော်တဲ့အမြအမြအမြကြိုပြီးအမြဝေတယ်ကောင်းရမှာရောက်ပါစေတဲ့ RMB ပါညီလေးတဲ့ဒီဗီဒီယိုစစ်ထားမယ်သေတဲ့နေ့ပြန်တင်ရအောင်တဲ့တော်တယ်သားလေးအိမ်ကသားလေးနဲ့မိမိဆန္ဒအတိုင်းတာဝန်ထမ်းဆောင်တာပါအပတ်စဉ်တစ်ခုပါတစ်ပါအဲ့အခုအိမ်ပြန်လာရတော့မယ်နှစ်နှစ်ပြည့်တော့မယ်မဟုတ်မျော်လင့်နေတာလားဟုတ်လားမျော်လင့်နေတာပေါ့နော်ဒီအန်ဒီတနာကတော့ကောင်းပါလေသူသားလေး အသက်ရှင်နေရှိပါစေလို့ဆုတောင်းပေးပါတယ်နော်။နောက်မောင်ရင်းသားရတော့မယ်တဲ့။ကောင်းရမောင်ရရောက်ပါစေတဲ့။ဘော်ကထက်မြက်တဲ့တော်လဲအထင်ကြီးမိတယ်တဲ့။အမြင်လေးမှားနေတာတခုပဲစိတ်မကောင်းစရာပဲတဲ့။အဲ့ဒါပဲနော်။လေးစားတဲ့ဒီကွန်မက်ပိုင်ရှင်ကိုလည်းနော်။ဟုတ်တယ်ဒီကောင်လေးကဘွေးရဘီးကစဆိုတော့အဲ့ပေါ်နော်။အသက်25ပတ်ဝန်းကျင်ပေါ့ဗျာ။အပေါ်အောက်ဆိုတော့သူ့ရဲ့ပုံစံတွေးဖို့လည်းပဲကောင်းပါလေ။ဒါပေမဲ့သူပြောသလိုအမြင်မှားနေတာ။ဘုရင်ကပြောသလိုပေါ့ မြို့မှာအေးစေတောမှာဒီလက်ရှိတော်နိုင်ရေးတဲ့သူစိတ်ထဲမှာမြို့မှာအေးစေဖြစ်နေတယ်စစ်ကိုခေါ်လို့စစ်လာတယ်စစ်ကိုခေါ်တဲ့အတွက်တောမှာစစ်ပွဲတွေဖြစ်တယ်ဒါသူဘက်ကဝါဒဖြန့်နေတဲ့စကားလုံးဒါကြောင့်မလို့စကားတစ်လုံးမှာကြောက်ဖို့ကောင်းတယ်နော်ဒါဒီကောင်လေးဆိုတာဘွဲရပြီးသားတယောက်ကြည်တောင်းမနေထားတဲ့အရွယ်မဟုတ်ဘွဲရထားတဲ့တယောက်ဒါပေမဲ့ဝါရမိုင်းဆိုတာအင်မတန်ကြောက်ဖို့ကောင်းတယ်ဆိုတော့အဲ့ဒါကိုပြောတာသူစိတ်ထဲမှာဝိရိကပြောသလို မြို့မှာစစ်ကိုမခေါ်တဲ့အတွက်အေးစင်းစင်းဖြစ်နေတယ်တောမှာစစ်ကိုခေါ်တဲ့အတွက်တောမှာစစ်ပွဲဖြစ်နေကြတယ်သူတို့မြင်တာမြင်တာဒါပေမဲ့ကိုနေကကျွန်တော်ရှင်းပြတယ်လို့အဲ့ဒီတောမှာစစ်ပွဲဖြစ်တာဒီဘဒူတွေကသွားပစ်လို့လေမြို့မှာစစ်ပွဲမဖြစ်တာဒီဘဒူတွေက လာမပစ်လို့လေအဲ့ဒါလေးကိုသူမတွေးနိုင်ဘာလို့အရှိရာယုံကြည်ချက်ငါတို့အားပေးတဲ့ဘက်ဆိုတဲ့အဲ့ဒီရဲ့အတ္တစိတ်ကဖုံးကာလိုက်တဲ့အတွက်နောက်ပိုင်းအမြင်မှန်ကန်တဲ့လက်တွေ့ကျတဲ့အရာပေါ့ဗျာ logic ဗေဒပေါ့ ုတ်တယ်မလား logic beta ဆိုလူတွေကကျွန်တော်နိုင်ငံမှာလေဖြစ်နိုင်ပညာရေးစနစ်မှာလေ logic beta ကိုတည်တည်ဆတ်ဆတ်ပြန်ပြီးတော့မူလတန်းအဆင့်နဲ့အလယ်တန်းအဆင့်တော့ပြသင်ဖို့လိုအပ်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့နိုင်ငံသားတွေတော့လက်တွေ့ဘဝနဲ့ကြီးกว่าတာမရှိဘူးဗုဒ္ဓဘာသာကိုအမိခံတယ်ဗုဒ္ဓဘာသာနဲ့စัจကျင်မဲ့စကားတွေပြောတယ်နိုင်ငံရေးလုပ်တယ်လို့ပြောတယ်နိုင်ငံရေးကိုခဏကပြောသလိုရန်သူအကြိုက်ပြောနေတဲ့ကောင်တပေါ်ကြီးနော်အခုဒီမှာစကားစားရဲ့ဒီဝါရဖြတ်တဲ့ရုပ်ရှင်ကားကိုရိုက်တော့ဝိုင်းဆဲကြတယ် ။အော်ဆဲရတယ်မှာတချို့တည်းပါဆိုချူးလင်းတဲ့နေတော့ပဲပြောလို့လေချူးလင်းနေတော့ရခိုင်မို့လို့နှိမ့်နေတယ်။ဟာကျွန်တော်ဆိုရင်လေကျွန်တော်လည်းပြောရတယ်မှာပါ။ဒါပေမဲ့ချူးလေးပါလို့မျိုးကကျွန်တော်မသိဘူး။ဘုရားဆိုပါလေ။ခုနကပြောသလိုပေါ့။လက်တွေ့ဘဝနဲ့ကင်းဘဝနဲ့ငါတို့အဲ့လိုအချင်းချင်းပြောနေဒါတွေကတစ်ဖက်ရန်သူတို့အားရစရာဖြစ်သွားမလားဆိုတော့လက်တွေ့ကြတဲ့အရာကိုမကြည့်ဘူး။ခုနကကိုယ်အမြင်မာနဲ့လေစွပ်ပြောကြကျွန်တော်အမြဲတမ်းတည်ထားတယ်။ဘာလို့လဲ။ကိုကတော်လှန်ရေးဘက်မှာရက်တည်နေတဲ့လူပြောက်။ငါရဲ့ပြောဆိုမှု ပါဇက်ကထွက်တဲ့စကားပြောဆိုမှုငါရဲ့လှုပ်ဆောင်မှုအဲ့ဒီနှစ်ခုတည်းရန်သူအားရကျင်တ်เสียဘယ်တော့မှမဖြစ်เสียဘူးကွာလို့ကိုယ့်ကိုတတ်မှတ်တာတာရှင်းချင်းလေးပဲကိုယ့်ဘက်ကနောက်တစ်ခုကမှားတာကိုမှားတယ်လို့မပြောနိုင်တော့မှန်တယ်လို့တော့မပြောဘူးရှိတယ်ကျွန်တော်တော်နိုင်ဘက်မှာလည်းဘယံမလာပြောတဲ့လူတွေရှိတယ်ဘုံရင်လေးပဲเนาะအဲ့တော့အဲ့ဒါလို့ပြောနိုင်ဘယ်လောက်ပဲကိုယ့်ဘက်ကဖြစ်နေပါစေ တန်းရိုက်စန့်ကျင်ပြီးတော့ရန်သူအားရမှာဆိုလို့ရင်ဆိုင်ပြီးမပြောရင်နဲ့ရမယ်အဲ့လိုဟာမျိုးကျွန်တော်အားမပေးဘူးဘာဖြစ်လို့လဲကျွန်တော်တို့လိုချင်တာအမှန်တရားကျွန်တော်တို့ဘက်လိုချင်တာမဟုတ်ဘူးကျွန်တော်တို့ဘက်ဒီမှန်ကန်တဲ့ဘက်ကကျွန်တော်တို့ပဲဒါကြောင့်မို့လို့တတိထားတယ်အခုဒီဒီညီငယ်ဆိုရင်ဒါ2ဟာဘွဲ့ရပြီးသားတရားဘွေးရပြီးတဲ့တယောက်ဖြစ်နေတာတော့မတူရဲ့အမြင်ကခုနကပြောလို့အမြို့မှာ AC ပဲထောက်မှာပြေးနေရတယ်ဒါဟာစစ်ကိုခေါ်လို့စစ်လာတာမင်းတို့စစ်တပ်အုပ်ချုပ်ရင်ခံလိုက် ဒါဒါစစ်တပ်ကဝါရဖြန့်နေတဲ့စကားလုံးလေတကယ်တော့အဲ့စကားကမှန်တာကျွန်တော်ပြောသလိုလေစစ်တပ်ကနိုင်ငံတော်မဟုတ်ဘူးဗျာနိုင်ငံတော်ဆိုတာပါလေပြည်သူစစ်တပ်ပေါ်လာတာဒီပြည်သူအနောက်မှာပေါ်လာတာစစ်တပ်ဆိုတာဒီပြည်သူတွေအများစုကိုကာကွယ်စောက်ရှောက်ဖို့အတွက်ရော့အရင်ခေတ်ကဆိုရင်မျက်စိနဲ့မြင်အောင်ကြည့်လိုက်အားကောင်းမောင်းတန်တဲ့ယောက်ျားတွေကိုတဘာဝဘေးအန္တရာယ်ကာကွယ်ဖို့အတွက်လူလေး၄၅၀ယောက်လောက်စုပြီးနေကြတယ်လူရိုင်းတွေ ။ဟောလင်းကဆယောက်ကနေအဲတဲဖို့တဲလေးလင်းကလုံးပြည့်တယ်။တဲလေးလင်းကလုံးပြည့်ရွာလေးတရွာဖြစ်လာတယ်။ဟောရွာလေးတရွာဖြစ်လာသူများရွာတွေကသူများလူမျိုးစုတွေတာရတိတ်ဆိုင်လာပိုက်ခိုက်မှဆိုတော့မလုပ်နဲ့။အာကောင်းမောင်းတဲ့ယောက်ျားတွေကအဲဒီလုံကြုံရုပ်တောင်းဝင်ပြအဲ့ဒါစစ်သားစစ်သားအယက်စာ။ဟောတပြင်းပြင်းနဲ့မြို့ဖြစ်လာတယ်နိုင်ငံဖြစ်လာတယ်။အဲ့တော့နိုင်ငံတော်ဒီဘုလူကိုစားပြုတာ။ဒီပြည်သူအများစုကိုကိုစားပြုတာ။ပြည်သူအများစုကိုစစ်တပ်ကထိုင်ဆိုရင်ထိုင်ထားဆိုရင်ထားလောက်ကတာမဟုတ်ဘူးပြည်သူအများစုကသာလျှင်စစ်တပ်ကိုပြန်ခိုင်းရမှာ ဒီသဘောတရားတွေကိုသူတို့မသိနိုင်တော့ဘာဖြစ်လို့လဲသူတို့ကြားရတဲ့အစကားတန်တွေသူတို့ကြားရတဲ့အတိုင်းအဝိုင်းတွေခုနကပြောသလိုပေါ့အဲစစ်ကောမခေါ်နဲ့နော်စစ်ကောခေါ်ရင်စစ်လာမယ်မတိညို့မှအေးချမ်းနေတာအဲဖုံးထောင်ရိုက်ကြတယ်မပူတူတူဆိုအမ်လူပဲနေနေသွေးမယ်ဆိုလူငယ်တွေတော့အော်တဲ့ဟဲ့အေးဟုတ်တယ်ညို့မှအေးစေးပဲကြာဘာမှမဖြစ်မင်းတို့တော်နေမှာဝါတိုက်ဝက်ဖြစ်နေတာဟိုမှာပြောင်းတတ်နေတာပဲဒါမတွေးခေါ်တဲ့လူတယောက်လူပဲအတွေး ဒါပေမဲ့သူတို့အမြင်နဲ့ကြည့်မယ်လို့မှန်တယ်လေတောမှာစစ်ဖြစ်နေတယ်မင်းတို့စစ်တပ်ကိုတောပစ်တော့စစ်တပ်ကလာပြတော့မင်းတို့ခံဟောဒါပေမဲ့စစ်တပ်ကပြစ်စရာအကြောင်းရှိလားပြစ်စရာအကြောင်းရှိလားဟမ်ရှင်းရှင်းလေးမင်းတို့စစ်တပ်ကလည်းနိုင်ငံတော်ကိုပိုင်တာမဟုတ်ဘူးဒါအခုလက်ရှိဒီနေ့2021ຫນွေဦးတော်လှန်ရေးအခင်းကျင်းဟာဘာအစားဒီတိုင်းအေးချမ်းနေတဲ့တိုင်းပြည်ကိုအာဏာသိမ်းတာလေမဲနိုင်မဲကိုလို့မပြောနဲ့မင်းအောင်နိုင်မှာအာဏာသိမ်းခွင့်မရှိဘူး ်နိုင်ငံတော်ကကာကွယ်ဦးစီးချုပ်ဆိုတဲ့မင်းရောက်နိုင်ရအခေယစဉ်ရှစ်ပဲအင်္ဂါစဉ်ညကသူကနံပါတ်၈မှာရှိတယ်။သူလာဖမ်းသွားတဲ့တမရကနိုင်ငံတော်အထွတ်ထိပ်နံပါတ်၁အဲ့ဒီအထွတ်ထိပ်တမရကိုအင်္ဂါစဉ်ရှစ်ကမင်းရောက်နိုင်ကဖမ်းခွင့်မရှိဘူး။နော်အဲ့တော့ကာဝေးကာလုံကနေအာနာအတ်လင်းလို့ဆိုရရင်လည်းကာလာဖန်းနာကတမရကိုမနက်9နာရီကာလုံအစည်းဝေးခေါ်တာမနက်9နာရီမှခေါ်တာအဲ့တော့မင်းရောက်လာရင်ဘာလို့တိုင်းပြည်ရဲ့လက်နက်အားကုန်တဲ့ တိုင်းပြည်ရဲ့အထွတ်ထိပ်ပြည်တဲ့တမရကိုဘာလို့ရာဇဝတ်မှုကျူးလွန်တာအာဏာသိမ်းတာဒါအဲ့တော့အာဏာသိမ်းတဲ့အတွက်တိုင်းပြည်ဟာထဆူဘူးရတယ်တိုင်းပြည်စုလို့အာဏာသိမ်းတာမဟုတ်ဟုတ်တယ်နော်နောက်တစ်ခုကြည့်မယ်လက်ရှိဒီနေ့စစ်တမ်းနဲ့ဖြစ်နေတဲ့လူမျိုးစုတစုအဖွဲ့အစည်းတစ်ဖွဲ့နှစ်ဖွဲ့မဟုတ်ဘူးဟိုးအောက်ရေးတဝဲဘိတ်ကနေဟိုးကချင်တိလူမျိုးပေါင်းစုံဘာသာပေါင်းစုံနဲ့ဒီစစ်တမ်းနဲ့ရှင်ဖြစ်နေတာအဲ့တော့စစ်တပ်ဆိုတာဘာလို့ဖွဲ့စည်းတိုင်းပြည်ကိုကာကွယ်ဖို့တိုင်းပြည်ဆိုတာဘာလဲ စစ်သားကခေါင်းဆောင်အတိုင်းမီမဟုတ်ဘူးနိုင်ငံတော်ကခေါင်းဆောင်အတိုင်းမီမဟုတ်ဘူးနိုင်တိုင်းမီဆိုတာပြည်သူအများစုဟာတိုင်းမီနိုင်ငံတော်ကိုကိုစားပြုတာဒီနိုင်ငံခေါင်းဆောင်မဟုတ်ဘူးစစ်သားခေါင်းဆောင်မဟုတ်ဘူးနိုင်ငံတော်ကိုကိုစားပြုတာပြည်သူလူထုပြည်သူအများစုဒီနိုင်ငံတော်ဟာလားအဲ့တော့လက်ရှိဒီကနေ့စစ်တပ်အာဏာသိမ်းသွားလို့ဆန္ဒထွက်ပြတာဘယ်လိုပြည်သူအများစုဟုတ်တယ်နော်တော်ရုံမျိုးလမ်းမပြေသွားတယ်ဒီလူတွေဒီပါတယ်သူတို့ရဲ့ပကတိ မူရင်းစစ်မြစ်ကရေတရဇစ်ဆန္ဒအမှန်ဒီစစ်တပ်အာဏာသိမ်းတာကိုလက်ခံလားမခံဘူးလဲအခုလက်ရှိစစ်တပ်ရဲ့ဝါဒပြန်ကားကိုရိုက်နေတဲ့တယောက်ဆောင်ကြီးတွားမေးစီကွာမင်းတို့ရင်ထဲကဆန္ဒအမှန်တိုင်းကြောကွာမင်းတို့အဲ့ဘောမှနေပါလေဆိုတော့အဲ့အမှုပညာတွေတွေကိုတွားမေးကြည့်နော်ဒီမိုကရေစီစနစ်နဲ့ဒီမိုကရေစီအစိုးရတွားနေတာကိုကြိုက်တာအခုစစ်တပ်အာဏာသိမ်းတာကိုကြိုက်တာဘဒူးမှမကြိုက်ဘူးလူတွေကခွဲမှမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လို့လဲအကြောင်းမျိုးမျိုးခေါင်းစဉ်တွေအောက်မှာဝါဒမိုင်းတွေအောက်မှာအကုန်လဲထွက်ကုန်မှာ နော်ဒီညီငယ်ဆိုတော်တော်မျိုးကောင်းတယ်ဒါဒါကျွန်တော်ပွင့်လေးပြောတာနော်အဲ့တော့ဒုဘဝဟိုအတက်အနေမထိပါစေတော့ပဲစုကောင်းပေးပါတယ်ဘာလို့ဆိုတော့ဒီလိုလူမျိုးတွေအမှန်တရားသိသွားမယ်ဆိုဒါလည်းတိုင်းပြည်အတွက်အနာဂတ်မှာဥဆောင်နိုင်တဲ့ဒုတွေပဲဒါပေမဲ့ခုနကပြောလို့ဝါရမိုင်းကြီးအောက်မှာဒုဘဝတွေကနစ်မောရတာနော်စက်ကြီးဒီမှာ command တွေဆိုဒါမှသူ့အမှန်တရား command တွေဆိုတခုမှတော့အေးဒါမဲ့ဟိုသူ့အကောက်ဖြစ်တဲ့အတွက်သူ့ကိုပြောထားတဲ့ဒုတွေလိုလည်းရှိပါတယ်အော်အားပေးတယ်ပေါ့ကောင်းတယ်ပေါ့ဝမ်းသာတယ်ပေါ့စက်တဲ့ပြည်လူဒါပေမဲ့ ဘုရင်ကပြောကြတဲ့ဒူတွေကအဲ့ဒါမှဒါဆိုသူ့အပိထားနော်ဘိုးကျောင်းအောင်ဆန်းလို့တွေ့ရကောင်းတယောက်ကိုမွေးဖွားပြီးပြည်စုပြိုးထောင်ပေးခဲ့တဲ့ညီလေးရဲ့အမိအဖတွေကိုလည်းလေးစားကယူလိုက်ပါတယ်နော်တဲ့ညီ fight တင်းပါတဲ့အဲ့တော့ဘိုးကျောင်းအောင်ဆန်းကဘလူးနဲ့တိုက်တာလေဘိုးကျောင်းအောင်ဆန်းကကိုယ်နိုင်ငံသားအချင်းချင်းပြန်တိုက်တာမဟုတ်ဘူးဘိုးကျောင်းအောင်ဆန်းကဒီတက်မတော်တီထောင်ခဲ့တာကိုယ်နိုင်ငံသားအချင်းချင်းပြန်တိုက်ဖို့ပေါ့ဘူးနော်ဒီຫນွေဥတော်လန်ရေးမှာပါတဲ့ဆန္ဒပြပြည်သူနောက်စီးကန်းရှိတာမရှိဘူးအမှန်ဒီဒီဘောတွားကြည့်ပါ လွတ်တော်အဆောက်အုံတွေမှာမိချုပ်နိုင်ငံပိုင်အဆောက်အုံတွေမိချုပ်ဝင်ကြီးတွေရိုက်တက်မျိုးစုံလှုပ်တာအလောက်တောင်းញမ်းနဲ့ပြည်သူကိုလီပေါ်အင်အားစုတွေကရအောင်ငြိမ်အောင်ထိန်းနိုင်တယ်လီပေါ်စစ်တပ်ကရရဆက်ဆက်လူမျိုးတော်ကိုပြစ်တတ်တဲ့ဟာမလုပ်ဘူးခစ်ကိုပြောင်းရင်ခေါင်းကိုပြစ်လို့လည်းဒီဘောစစ်တပ်မအော်ဘူးတင်ရတဲ့ကောင်တွေထွက်လာဘဲကောင်တင်ရလဲလားမိထွက်ချိုစမ်းဆိုပြီးတော့လေမိုက်ကြီးမခွဲဘူးပြည်သူကိုဒီဘောစစ်တပ်ကဘာလို့ပြည်သူပန့်ရအောင်ထိန်းပြီးတော့တိုင်းပြည်ကိုငြိမ်အောင်လှုပ်ဝမ်းနိုင်မြန်မာပြည်ကစံနှပြပြည်သူ အရှင်းကစန္နာပြသွားရင်အစပြန်ပြောမစို့အာနာတိမ့်တိမ့်ချင်းတိတာလုံးမှာသူတို့စန္နာကိုတဲ့ဗါတယ်အတန်တိတ်တပိတ်လုတ်တယ်တဲ့အိမ်ထဲကအိမ်ပြင်မထွက်ဘဲနဲ့တုံးရက်လောက်တိတ်ဆိတ်ပြီးသေးတယ်အမေအဲ့ချိန်မှာဟောဝီကြီးဌာနတွေကောက်ဖွဲ့ပြီးအကောင်လုံးအကွက်ကြစီစဉ်ပလိုက်ပြီမေးရောက်နိုင်ရဟောအဲ့တော့မခံနိုင်တဲ့စန္နာထွက်ပြအရှင်းကစန္နာပြရင်အနောက်ကအမိုက်ကောက်တဲ့လူကတက်တက်လိုက်ပေးပဝင်းကြီးနိုင်ငံပိုင်ပစ္စည်းပြည်တွင်းတိထိခိုက်လို့ဆိုတာအဝေးကြီးအားလုံးလက်တည်တယ်ဒါတမိုင်းမဟုတ်ဘူးအဲ့ပြည်သူတွေကဒီလက်နက်ကင်နဲ့အစစ်စားဖြစ်လာတာဒီ လက်နဲ့အာနာပိန်းလို့လက်နဲ့ထပ်ကြိုက်ကြတာမဟုတ်ဘူးခစ်ကိုပြောင်းခြင်းခေါင်းကိုပြည့်စုံရဲရဲဆက်ဆက်ပြစ်တတ်လို့ကြည်အစ်စ်တွေနဲ့ပြစ်တတ်လို့ပေးရတယ်နောက်ဆုံးဒီပြည်သူတွေကိုကူညီဖို့လာတဲ့ပလိုက်ကဝန်ထမ်းတွေကြက်ချက်နေတွေတော့မှစောင့်ဆောင်ထိုင်ခိုင်းအနတ်တွေနဲ့ခေါင်းကြိုက်ဝဲတာလေဆရာဝန်တွေစေးပေးနေတဲ့ဟာတော့မှစပွဲကိုစောက်ကန်အကုန်လုံးဖန်လက်ထိတ်ခပ်ပြစ်ចောင်းဆရာဆရာမတွေကိုလက်ပြန်ချိုးတုတ်ပြီးနွားအုပ်လို့မောင်းဟမ် မျိုးစုံအဲ့လိုလုပ်တဲ့အဆုံးမှာမခံနိုင်လို့လက်နဲ့ထကန်ရတာပြည်သူကလက်နဲ့အရင်ထကန်တာမဟုတ်ဘူးဒီပွဲကဆိုတော့ဒီသဘောတရားတွေကိုကျွန်တော်တို့ကပကတိအရှိတရားကိုလက်ခံနိုင်မှုလို့အဲ့ဒါအရှိတရားဟုတ်တယ်နော်ကျွန်တော်အခုပြောပြသွားတဲ့စကားထဲမှာမဟုတ်တာမမှန်တာပါရင်ပြောပါလက်နဲ့ကန်ပြီးတောင်းညမ်းနေလို့စစ်တပ်ကအာဏာသိမ်းပြီးတိုင်းပြည်ဒီလိုအခြေအနေဖြစ်တာဆိုတမျိုးအဲ့တော့ဒီလိုလူငယ်မျိုးတွေအများကြီးပဲဗျာ နှမျိုးမကောင်းတယ်နော်သူဒီကောင်လေးကတကယ်စစ်သုံးမှသူဘွဲရပြီးတော့ဝင်ပြီဆိုတဲ့ကနော်ပညာရှင်အဆင့်တော့ဝင်မှာပါဗျာရှင်းရှင်းပြောရင်လောလောဆယ်စစ်တပ်ထဲမှာ၁၀တန်းအောင်တဲ့အဆင့်အောင်ပဲအဆင့်ရတယ်အားလုံးသိပါတယ်ဟုတ်တယ်နော်ဒီကောင်လေးကဘွဲရပြီးသားဆိုရင်ဒါအ ਨੇ ဆုံးကတက်ချက်ကြီးစည်ရေးအဆင့်ရအောင်မီးနေပြီဟုတ်တယ်နော်တက်ချက်ကြီးစည်ရေးအဆင့်ရအောင်မီးပြီအဲပြီးရေချောင်းတိတ်ပန်းလို့ ODS ရှိသေးလားမသိဘူးခင်ကျွန်တော်လည်းမြန်မာပြည်ကကျွန်တော် ODS ရှိလို့ရှိရင် ODS เนาะ DSA အများကြီးပဲအများကြီးတယ် နမောခိကပါလေအာ1990လောက်ကနေစပြီးတော့အခုလက်ရှိရောက်နေတဲ့အချိန်အထိအခုနောက်ပိုင်းခိကတော့ဝင်မဲ့လူမရှိတော့ဟိုဟာလေးဖြေလျှော့နေရနော် DSA တဲ့ဝင်သွားတဲ့စစ်ဘူတွေကိုမေးကြည့်ပါနိုင်ငံကိုကာကွယ်ခြင်းစိတ်တိုင်းပြည်ချစ်တဲ့စိတ်နဲ့ဝင်တဲ့လူလားဒီအပေါ်မှာအပွင့်လောက်ပတ်စားပိုင်ဝင်တိုင်မှုတယောက်ဖြစ်ဝင်အဲ့ဒီ data မှာဘလောက်ထောွားရဲဆိုတဲ့အဲ့ဒီဂွင်တွေပါဝါတွေအာဏာတွေလူကြီးလို့ဝင်တာလားအလုံးနဲ့ကြည့်ပါလေ ကျွန်တော်တို့အဲ့ဒါတွေပြင်ရမှာတိုင်းပြည်ကိုစစ်သည်ဝင်တဲ့လူတွေတကယ်ပြည်သူကိုကာဝယ်စောင့်ရှောက်ကျင်စိတ်နဲ့ဝင်လာတဲ့လူဖြစ်ကြမယ်အဲ့ဒါလို့ဘဝပြောင်းရမှုတော့ကလက်ရှိစစ်ကောင်းဆောင်တွေအောက်မှာဘယ်တော့မှဖြစ်မှာမဟုတ်ဘူးတော့ကျင်းနေတယ်အဲ့တော့ကျွန်တော်တို့တည်ရမှာကငါတို့တိုင်းပြည်ဟာပြက်နေတာဒီဘဒုကြောင့်ပဲဒီစစ်ကောင်းဆောင်တွေဖြက်လို့ပြက်နေတာချမ်းသာတိုးတက်နေတဲ့နိုင်ငံကို အာဏာသိမ်းလိုက်လို့အာဏာအဆင့်အဆင့်သိမ်းလိုက်လို့တပြေးပြေးနဲ့ကဘာပေါ်မှာမွဲတည်တဲ့နိုင်ငံဖြစ်သွားတာဒီ ီမိုကရေစီအင်အားစုတွေကြောင့်မဟုတ်ဘူးအာဏာသိမ်းတဲ့စစ်ကောင်ဆောင်တွေကြောင့်အခုလဲအေဂျင့်နေတဲ့တိုင်းပြည်နော်ကားစက်ရုံလိုမျိုးစက်ရုံပေါင်းများစွာလာပြီးတော့အခြေပြုတ်ပြီးခီးတော်ဖွင့်ကြိုးရေးတော်မှမျောလင့်ချက်ရောင်တီပွင့်လာပြီးအဲ့ဒီဟာအကုန်လုံးကိုရိုက်ချိုးပလိုက်တာဒီဒီအတက်60ပြည့်အောင်ပင်စင်မယူဘဲနဲ့အာဏာကိုစုပ်ပိုင်ထားတဲ့မင်းအောင်နိုင်ဒီ NLD အစိုးရ9နှစ်ထက်တဲ့သူအာဏာစက်ယူပိုင်ခွင့်မရှိတော့ဘူးမရှိရင်သူလုံထားတဲ့ပြစ်မှုတွေအကုန်လုံးသူဖမ်းခံပြီးမှာ အဲ့တော့ဘာမထူးဆက်ခင်းတာအဲ့တော့တစ်ဖက်မှာလည်းမဲရွေးကံမရတော့ပြည်သူကမယုံကြည်ဘူးလေမယုံကြည်တော့သူတို့ပါတီလိုမဲမရွေးဘူးမဲမရွေးတော့သူတို့ပါတီရှုံးတယ်အော်ရှုံးတော့အဲ့ဒီအရှုံးကိုလက်မခံနိုင်ဘူးသူတို့ကအစတည်းပြင်ဆင်ပြီးသားချမ်းဖို့ပါတီခေါင်းဆောင်ပိုင်းနဲ့အုံမြတာဘလူလည်းမတည်ဘူးကျွန်တော်မေ့သွားပြီပြန်ကြည့်ရင်တည်တယ်ဗီဒီယိုအင်တာဗျူးတစ်ခုရှိပါတယ်ပြန်ကြည့်ပါရွေးကောက်ပွဲမတိုင်ခင်မှာမေးထားတဲ့အင်တာဗျူးအငယ်တို့ဘွဲ့မနိုင်ဘလို့လုပ်မလဲတဲ့မနိုင်နိုင်အောင်လုပ်တယ်ဟာဒါဆောင်မွေးပြင်းနေတာမဟုတ်ဘူး ရွေးကောက်ပွဲဆိုတာဘာလဲပြည်သူအရွေးချယ်ခံတာလေမနိုင်ဘူးဆိုတာဘာဖြစ်လို့လဲပြည်သူမရွေးချယ်လို့လေပြည်သူမရွေးချယ်လို့မနိုင်တာကိုမနိုင်နိုင်အောင်လုပ်မယ်ဆိုတဲ့ပြောစကားကိုပြောခဲ့တယ်ဆိုတဲ့ကဒီကောင်ဒီမှာကလိန်ကချင်းနဲ့တိုင်းပြည်အာဏာကိုလူယူမဲ့အစီအစဉ်ရှိနေလို့လေအဲ့ဒါရှင်းနေစာမွေးပြေတာဆိုရင်တော့မနိုင်တော့နိုင်အောင်ကျွန်တော်ဖြေမယ်ကျွန်တော်ဖြေမယ်ဗျာအာဒီကောင်လေးကမနိုင်နိုင်အောင်ကြိုးစားမှာဒီလူကတော့မနိုင်နိုင်အောင်ကြိုးစားမယ်ဆိုတော့လက်ခံပေးလို့ရတယ် မနိုင်နိုင်အောင်လုပ်မယ်ဆိုတာရွေးကောက်ပွဲကိုအဲ့လိုပြောဆိုတော့စဉ်းစားကြည့်အဲ့တော့ရွေးကောက်ပွဲမတိုင်ခင်တည်းကဒီကောင်တွေကအာနာသိမ့်ဖို့စီစဉ်ပြီးတာနော်နောက်တစ်ချက်ရှိတာက2015မှာအာနာပေးခဲ့လိုက်ကြတယ်ဆိုတာကပေးခြင်းလို့ပေးတာမဟုတ်နိုင်ငံရေးကြောင့်တရားစာလေ့လာကြည့်ပါ2015 RND အစိုးရတက်လာတဲ့အချိန်မှာဘတ်ဂျက်ကိုတစ်နှစ်ခွဲထိထုတ်ယူတုံးဆွဲခွင့်မရှိအောင်လုပ်ထားတယ်ဝင်ကြီးဌာနအားလုံးကဘတ်ဂျက်တွေကိုအကုန်ကုန်အောင်ပေးတုံးခိုင်းထားတယ် ပြီးတော့အန္တရာယ်အစိုးရတက်လာတာနဲ့ဘတ်ဂျက်ကိုတစ်နှစ်ခွဲထိထုတ်ယူတုံးဆုံးခွင့်မရှိအောင်စီမံထားတယ်။ဘလောက်ထိရုံမှာခဲ့တယ်စဉ်းစားကြည့်။ပြီးရင်တကယ် brand တဲ့ကားတွေအစီပေါင်း100ကျော်ဂိုဒေါင်တစ်လုံးအပြည့်ကိုလုံးဝလွှဲမအပ်ထားဖဲနဲ့သူတို့အကုန်ယူရတယ်။တရားအစင်းပေါင်း2000ကျော်လားအပေါင်း sorry တရားအစင်းပေါင်းဘလောက်400ကျော်လားမသိဘူး။ အဲ400ကျော်လားဟုတ်တယ်ကျွန်တော်လည်းအမှတ်အမှတ်ပြောရရင်နော်400ကျော်ဖြစ်ရင်မဖြစ်ရင်ရာကျော်မဟုတ်ရင်ထောင်ကျော်ဗျာအဲ့နှစ်ခုတစ်ခုခုနော်အဲ့ဒီဟာအားလုံးကိုစာရွက်ပေါ်မှာအေးစောက်ထားတယ်ဆိုပြီးတော့စရင်ရှိပြီမဲ့မြေပြင်မှာတစ်ခုမှမစောက်ထားခဲ့ဘူးနော်ဒါဒီစကိုင်းတိုင်းလို့ဟိုနေ့မှာအမှရှိတဲ့ဒီတိုင်းအဆင့်အစိုးရဟိုနေ့တွေကဘတ်ဂျက်ရှင်းတဲ့ပြန်အပ်တာတွေအများကြီးပဲအများကြီးပဲဒီပြည့် ဒါကျွန်တော်တို့တာမန်ပြည်သူတွေတော့မှဒါလောက်တိရတယ်ဆိုရင်ဒီကောင်တွေဘလောက်ရုံမှာခဲ့တယ်ပြစင်းစားကြည့်ဒါတွေကလောက်ကြံလီစဲပြောတာတခုမှမရှိဘူးတော့အဲ့လိုလုတ်ဖြစ်ခဲ့တာအဲ့အန်ဒီဆိုကတက်လာတဲ့အချိန်မှာဝင်ကြီးဌာနတွေမှာလည်းဘတ်ဂျက်ကုန်နေတယ်ဒီနိုင်ငံဘတ်ဂျက်ကုန်လည်းထောက်ထုံးဆုံးပြည့်မရှိဘူးအဲ့တော့ဘာလုပ်လဲခရိုနီရီရှီကနေအကူအညီတောင်းပြီးတော့ဒီဟာကိုရအောင်လဲပတ်ပြီးတော့အဲ့တနစ်ခွဲပြည့်အောင်အန်ဒီဆိုကရုံးနေရတာဒါတွေဘလူတိတယ်ဘသူမှမတိဘူးဆိုအဲ့တလောက်ရုံးမှာသူတို့အစီအစဉ်ကတော့အန်ဒီအစိုးရက2015မှာတည်းကပြုတ်ကြမှာ ပြုတ်ကြအောင်စီစဉ်ခဲ့တာဒါပေမဲ့သူတို့စီစဉ်သူတို့မပြုတ်ကြတဲ့အတွက်အမှန်ကြနာခဲခဲပြီးတော့ဒီ2020ရွေးကောက်ပွဲဟာသူတို့အနိုင်လောက်တာရွေးကောက်ပွဲမှာနိုင်သွားမယ်ဆိုရင်ဒါပြီးသွားတော့မနိုင်ရင်နိုင်အောင်အာနာသိမ့်မယ်စီစဉ်သားတာအဲ့တော့အာနာသိမ့်လိုက်တဲ့အတွက်တိုင်းပြည်ကအခုလိုပြက်လာတာအခုလိုတိုင်းပြည်ပြက်လာဒီဘလူးကြောက်တယ်အာနာသိမ့်တဲ့ကောင်တွေကြောက်ရှင်းနေတယ်ဒါကိုဘာဖြစ်တယ်မချီသူ့အမည်ဒါသူလည်းသူ့တို့အဖြစ်တင်လို့မရဘူးဒီဝါရမိုင်းတွေအောက်မှာသူတို့တို့မိုင်းမိနေတဲ့လူပေါင်းများများစွာရှိတယ် လူဘိန်းနေနဲ့ပြောလိုက်မယ်ဆိုတာမြို့မှာအေးစေတော့မှပြည်လက်ရှိတော်နိုင်ရည်ဟုတ်တယ်လို့ပါတယ်လို့ပေါ့အေးဟုတ်တယ်လေဟုတ်လဲဟုတ်တယ်လေပြည်ပြည်မှာမြို့မှာအေးစေဖြစ်နေတော့မှပြည်နေကြတယ်ဟာဒါဟုတ်တာပေါ့အဲ့ဒါအဲ့ချိန်မှာစစ်သက်ထောက်ခံတဲ့အာမင်းတို့တွေစစ်ကိုခေါ်ရင်စစ်လာတော့တွေ့တာမင်းတို့ပြည်လေဟမ်ဗဒတ်တွေကိုမင်းတို့လက်ခံတာဟုတ်ဟုတ်တယ်လို့ဒါပေမဲ့တိတိကျကျတွေးကြည့်လိုက်အဲ့ဒီတော်နိုင်ရင်တက်တဲ့စိုးမိုးထားတဲ့ဒေတာတွေမှာပြေးနေရတာဘယ်သူစစ်တိုက်နေလို့ဒီစစ်တက်ကသွားပြစ်နေလို့နော် ဲ့ဒီစစ်တပ်စိုးမိုးထားတဲ့မြို့တွေမှာအေးနေတာဒီဘလူနာမပြစ်လို့လေငါတို့တော်လိုင်းဘက်ကလာမပြစ်လို့ရှင်းရှင်းလေးအဲ့ဒါလေးကိုတီးဖို့လိုတယ်အဲ့တော့တိုင်းကီမှာပြည်သူဒုက္ခရောက်အချမ်းဖက်နေအောင်အဲ့ပြည်သူတွေပြေးလွှားနေအောင်ဘလူလုပ်နေတာဒီစစ်တပ်လုပ်နေတာအဲ့ဒါအဖြေပဲငင်းလို့မရတဲ့အဖြေအဲ့လားနော်ဒါကြောင့်မလို့အမြင်မှန်ရကြပါစေကျွန်တော်တိုင်းပြည်မှာနှစ်ပေါင်း60စစ်တပ်ကစစ်တိုက်လာပါတယ်အဲ့ဒီစစ်တိုက်တဲ့ budget အားလုံးကခမားတို့ကျွန်တော်တို့အဖိုးအဖွားတွေကစပြီးကျွန်တော်တို့လက်ထက်ထိ ကျွန်တော်တို့ရဲ့ထွေးနှဲစာအခွန်အခတွေပါနိုင်ငံပိုင်ရတဲ့ငွေတွေပါနှစ်ပေါင်း60စစ်တိုက်လာတယ်ဘ ᱹ ဒုကိုတိုက်လာတယ်တရုတ်ကိုတိုက်လာတာမဟုတ်ဘူးအိန္ဒိယကိုတိုက်လာမဟုတ်ဘူးထိုင်းကိုတိုက်လာမဟုတ်ပြန်ဘူးဘ ᱹ ဒုတိုက်လာပြည်သူကိုပြန်တိုက်လာတာနှစ်ပေါင်း60နော်ငါတို့စစ်တပ်ကဒါနိုင်ငံတော်စစ်တပ်လို့လာမလို့နဲ့နော်ငါဒီဒီငါတို့ကအကုန်စီမံပိုင်ခွင့်ရှိတယ်ငါတို့ကနိုင်ငံစစ်တပ်လာမလို့နဲ့ကရင်တရားအနေနဲ့ကြည့်မယ်နော် တောင်ရမှာသူစိုက်ပြိုးနေတယ်မြန်မာစစ်တပ်လာရင်ဖမ်းတယ်စီးတယ်ရိုက်တယ်စစ်တယ်အခမ်းမသိရင်သူ့ဘာတတ်တယ်သူ့မရသူ့သမီးဘာမတိုင်းကျင့်တယ်ဒါပေမဲ့သူတို့ကရင်စစ်တပ်လာတယ်ဝေးပါတီအောင်မီဝဲအောင်မီတော့ဟမ်ခမင်းစားပြီးရေးဘာညာဘာလို့ကျင်နေယူရကွာပြီးတယ်ဒါပဲအဲ့တော့သူတို့ကရင်ပြည်သူတယောက်နေနဲ့ကြည့်မယ်ဆိုရင်ဟာမြန်မာစစ်တပ်ကသူတို့လက်မြေလာကျူးကျော်လာကချင်ပြည်သူနဲ့ကြည့်မယ်ဆိုရင်ဒီမြန်မာစစ်တပ်ကလာကျူးကျော်လာရခိုင်ပြည်နေနဲ့ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကလာကျူးကျော်လာနော် ဒါ NLD အစိုးရလက်ထက်မှာဆိုရင်ဒါနောက်ပြီးရုံးမှာလာရှိသေးတယ်ရခိုင်မှာစစ်မီးကိုမှုေးတယ်စစ်တပ်ကိုလူမျိုးတုံးတပ်ဖြတ်မှုလုပ်တယ်ပြီးတော့အဲ့ဒီစစ်မြေပြင်တွေကို NLD အစိုးရမပြောနဲ့ဘယ်တရင်တော့မှပေးမှုသူတို့စစ်တပ်ကတရင်စစ်တရင်တော့ကိုပေးဝင်အဲ့တော့ရ NLD အစိုးရလက်ထက်မှာဒါကြောင့်မို့လို့ရခိုင်အများစုကဒေါ်အောင်ဆန်းစုကြည်အပါဝင် NLD အစိုးရကိုအသေးဆဲအသေးပုံတာအဲ့လိုမုံအောင်လို့စစ်တပ်ကစနစ်တကျစီစဉ်တာရခိုင်ပြည်နယ်မှာစစ်မွေးမိလိုက်တယ် အဲ့ဒီရခိုင်ပြည်နယ်စစ်ပွဲတွေကိုလစ်လာလို့တည်င်းတော့ပါ냐ကိုပြည်ပတည်င်းတော့မပြောနဲ့အခြားတာမန်တည်င်းတော့မပြောနဲ့တမရယုံတည်င်းတော့ကိုတော့မပေးမဝင်ခိုင်းဘူးမင်းကြီးအဲ့တော့ပေးမဝင်ခိုင်းမဲ့အแทမှသူတို့လှုပ်ချင်တာလှုပ်တာဒါပေမဲ့အแทမှလှုပ်တာတမျိုးနိုင်ငံတကာကိုတည်င်းပြန်တော့တမရယုံကနေတည်င်းပြန်အဲ့တော့နိုင်ငံတကာကိုတည်င်းပြန်မှုတော့တမရယုံကဒီတည်င်းအချက်လက်ကိုပြောဆိုသူတို့စစ်တပ်ကပေးတာကိုယူရတယ်ဆိုတော့ဟိုမှာသူတို့ကသူများအောင်တတ်တယ် ဒါပေမဲ့တမရယုံသူတို့ပေးတာတော့သူတို့ကိုသူများတတ်ပါလေပေးဟမ်နောက်တစ်ခုရှိသေးတယ်ရခိုင်ကိုတဲ့ဒေါ်စန်းစုကြည်ရဲ့တိုက်ခိုင်းလို့တိုက်ကပါတယ်တည်လွှင့်တယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ NLD အစိုးရကစစ်တိုက်ခိုင်းဖို့မပြောနဲ့ဘတ်ဂျက်စစ်ခွင့်တော့မရှိဘူးဒါမဲ့ဒါတို့တောင်းတောင်းလူတည်တယ်မတည်ဘူးမင်းအောင်နိုင်လို့အတုံးစိဘတ်ဂျက်ကို NLD အစိုးရထုတ်ပေးရတယ်ဒါပေမဲ့အဲ့ဒီဘတ်ဂျက်ကို မင်းအောင်လှိုင်မင်းဘယ်နေရာမှာတုံးလဲလေရင်ဝဲတာဘလို့လဲခိုးဝဲလာတာအောက်ဈေးနဲ့ဝဲလာတာလားနော်တစ်ပီလျံတန်တဲ့လေရင်ကို9ပီလျံတော့အသုံးပြုပြီးတော့ကြံတဲ့6ပီလျံမင်းတို့အိတ်ထဲထည့်ထားတာဘတ်ဂျက်စစ်ဈေးဝင်အောင်မရှိဘူးအဲ့တော့စစ်တိုက်ဖို့အမိတ်ပေးတယ်ဆိုတဲ့စကားကြီးဖြစ်နိုင်လားမဖြစ်နိုင်လားစဉ်းစားဒါဟုတ်သူတို့ကိုယ်တိုင်ထုတ်ပြောတာနော်ဟမ်အဲ့တော့အဲ့ဒီအချိန်မှာဒေါံဆန်းစုကြည်ကကျမမိတ်မပေးတော့ဘူးကြီးပြန်ရင်လည်းဘာဖြစ်ကုန်လဲဥရိเจ้าရတရားစွဲလို့ရတယ် အဲလောက်ထားတာပုံကြည့်ဘယ်လောက်ထိအဖက်ဖက်ကောင်တို့ဟိုစင်းတဲ့စင်းတဲ့ကောင်ကိုပါတယ်ဘေးကနောက်လိုက်စီမိန်းကြီးလှန်နေလိုက်ထောက်ထားသလိုအဲ့လိုထောက်ထားတာဘလောက်ကွက်ကြတာအောင်မလို့ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့စီးလုံးမှာညီညွတ်ပါကျွန်တော်တို့ရင်ဆိုင်နေရတဲ့စစ်ကောင်းဆောင်တွေဒီအင်မတန်ရုပ်မှရက်စက်တဲ့ကောင်တွေအဲ့တော့ကျွန်တော်တို့တွေကလူမျိုးကွဲမဲ့ဘာသာကွဲမဲ့ဆိုရင်ဒီကောင်တွေရဲ့လက်ကွက်အောက်မှာကောင်းကောင်းရောက်သွားပါလိမ့်မယ်နော်အဲ့တော့ကြုံလို့ပြတာပါမျိုးမှာအေးစေတော့မှာပြီး စစ်ခွေးမအေးဘီလို့ပြန်ပြောလိုက်ပါနော်အဲ့ဒါတော်နိုင်ရင်ပေါ့စစ်ခွေးလေးကြောင့်ဖြစ်နေတာပါဒါတော့ဆိုရင်ရှင်းမယ်အခုကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်ထဲမှာမဟုတ်တာမမှန်တာပိုင်ပြောလို့ရပါတယ်နော်အဲ့တော့ဒီညီငယ်လေးအပါဝင်ဒီဝါရမိုင်းနေအောက်မှာမိနေတဲ့သူတွေအားလုံးဝါရမိုင်းမိတဲ့ဘွားကလွတ်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်နော်